မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အမေရိကန်တရုတ်နဲ့နိုင်ငံအမြောက်အများရဲ့ခေလွန်အစစ်မြစ်ပစ္စည်းတွေမှာမချိမဖြစ် အရေးပါတဲ့ဤပညာအကြောင်းကိုလေ့လာမှာဖြစ်ပါဒီဤပညာတစ်ခုတည်းနဲ့ပဲတတိယကဘာစီကြီးဟာဖြစ်ပွားနိုင်ပါတယ် တရုတ်နဲ့အမေရိကန်ရဲ့နီးပညာစစ်ပွဲအားပြိုင်မှုမှာဒီနီးပညာကဘလောက်အထိအရေးပါလဲ2019ခုနှစ်ကိုဗစ်ဖြစ်လိုက်တဲ့အချိန်မှာနီးပညာပစ္စည်းတွေ ထုတ်လုပ်မှုကြီးကမထင်မှတ်ထားလောက်အောင်ဘာကြောင့်နှောင့်နှေးသွားတာလဲ ਨੇ ဒီလိုအကြောင်းအချက်တွေရဲ့နောက်ွယ်ကဇက်ကောင်ကဘသူဖြစ်မလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်အရင်အဦးဆုံးပြောချင်တာကတော့ကျွန်တော်ရဲ့ထပ်အစံချယ်လို့တုံး channel လေးကို like and subscribe ဒီ လုတ်ပေးစီခြင်းပါတယ်။ဤပညာဆိုင်ရာဗီဒီယိုလေးကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စီးပွားရေးနဲ့ဤပညာလုပ်ငန်းအလုတ်ခိုင်ပေါင်းတန်ပေါင်းတထောင်ကျော်ကိုဖန်တီးပေးထားနိုင်တာပါ။တန်ပေါင်းတထောင်ကျော်ဆိုတဲ့လူဦးရေကအမေရိကန်လူဦးရေရဲ့၃ဆရှိပြီးတော့တရုတ်နိုင်ငံလူဦးရေရဲ့80ရာခိုင်နှုန်းလောက်ရှိပါတယ်။ ထိုင်ဝမ်နိုင်ငံမှာ TSMC လို့ခေါ်တဲ့ကမ္ဘာထိပ်တန်း chip ထုတ်လုပ်တဲ့ကုမ္ပဏီရှိပြီးတော့ကမ္ဘာဈေးကွက်ရဲ့အစစ်မြစ်စမိတ်ခေါ်တတ်တာထုတ်ကုန်ရဲ့60ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါတယ်။ဒီလိုတင်းနေတဲ့ဂျွန်းလီမှာကြီးတဲ့ဒီကုမ္ပဏီတစ်ခုတည်းရပဲစီးပွားရေးနဲ့နှီးပညာလုပ်ငန်းအလုပ်ကိုင်ပေါင်းတန်ပေါင်းတစ်ထောင်ကျော်ကို ဖန်တီးပေးထားနိုင်တာပါ။တန်ပေါင်းတစ်ထောင်ကျော်ဆိုတဲ့လူဦးရေကအမေရိကန်လူဦးရေရဲ့၃ဆရှိပြီးတော့တရုတ်နိုင်ငံလူဦးရေ ရဲ့80ရာခိုင်နှုန်းလောက်ရှိပါတယ်။ဒီ TSMC ဒီမကသေးပါဘူး။ထိုင်ဝမ်မှာ Falcon SR MSI Gigabyte Banju အစရှိရဲ့နီးပညာကုမ္ပဏီများစွာမွေးဖွားရာနေရာလေးဖြစ်ပါတယ်။ဒါကြောင့်ထိုင်ဝမ်ဟာကမ္ဘာစီးပွားရေးရဲ့အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လို့လာပါတယ်။ထုတ်လုပ်မှုတွေနှောင့်နှေးသွားတဲ့နောက်ွယ်ကအဓိကဇက်ကောင်ကတော့ထိုင်ဝမ်ရဲ့စမန်ကွန်တက်တာ chip လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ကိုဗစ်19ကြောင့်2020ခုနှစ်မတ်လကဒီ chip ထုတ်လုပ်မှုတွေဟာတလကျော်ရပ်ဆိုင်းသွားခဲ့ပြီးတော့ဒီလိုအခြေအနေကကမ္ဘာနီးပညာထုတ်ကုန်သားရဲ့ထိုင်ဝမ်ပေါ်မှာမိခိုနေမှုကိုချင်းချင်းလင်းလင်းတည်စီခဲ့ပါတယ်။ထိုင်ဝမ်မှာအဲ့ဒီအချိန်တုန်းကတလကျော်ခန့်သာနှောင့်နှေးခဲ့ပေမဲ့ဒီကမ္ဘာလုံးရဲ့ကုန်ထုတ်လုပ်မှုကြီးတစ်ခုလုံးဟာကြောက်စရာကောင်းလောက်အောင်တုံ့ဆိုင်းသွားခဲ့ပြီးတော့ကမ္ဘာစီးပွားရေးညွန်ကိန်းတွေဟာဇောက်ထိုးဖြစ်လောက်အောင်ထိခိုက်စေခဲ့တာပါ။ ထိုင်ဝမ်မှာ TSMC ကို1989ခုနှစ်မှာ Morris Chan ကအမေရိကန်တွေရောရယူလာတဲ့အတွေ့အကြုံတွေကနေစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့အခုအချိန်မှာကမ္ဘာ chip ထုတ်လုပ်မှုရဲ့60ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါတယ်။အစင်းမင်း chip ထုတ်လုပ်မှုရဲ့60ရာခိုင်နှုန်းကတော့သူ့စီကပဲထုတ်လုပ်တာ ဖြစ်ပါတယ်။ Apple, AMD, Nvidia နဲ့ Snapdragon CPU တွေကိုထုတ်လုပ်နေတဲ့ Qualcomm အစကြီးတဲ့ကုမ္ပဏီတွေရဲ့ 집 뒤로 သူ့ရဲ့စက်ရုံပေါင်း30ကျော်ကနေထုတ်ပေးနေတာပါ။နီးပညာအနေနဲ့ကြည့်ရင်တော့ဒီကုမ္ပဏီကသူတို့လိုချင်တဲ့ဒီဇိုင်းကို ရေးဆွဲနိုင်ပြီမဲ့ဒီရေးဆွဲထားတဲ့ဒီဇိုင်းနဲ့နီးပညာအဆင့်မြင့်စံသတ်မှတ်ချက်တွေကိုတော့ TSMC ကပဲထုတ်လုပ်ပေးနိုင်တော့တာဖြစ်ပါတယ်။2024ခုနှစ်မှာ TSMC ရဲ့ဝင်ငွေက69ဘီလီယံဒေါ်လာရှိပြီးတော့ထိုင်ဝမ် GDP ရဲ့15နေ20ရာခိုင်နှုန်းက TSMC ကနေပြီးတော့ရတာ မို့လို့ဒီသိငယ်တဲ့ကျွန်းမှာကမ္ဘာနီးပညာရဲ့အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပြီးတော့ TSMC ကိုထိုင်ဝမ်အစိုးရကထိုင်ဝမ်ရဲ့ server chi လို့ခေါ်ပါတယ်တရုတ်အနေနဲ့ထိုင်ဝမ်ကိုအသေးအတန်လိုချင်နေပါတယ်အဓိကလိုချင်နေတဲ့အချက်ကတော့ထိုင်ဝမ်က TSMC နဲ့ထိုင်ဝမ်ရဲ့ semiconductor နည်းပညာတွေကိုသိမ်းပိုက်ဖို့ပါတရုတ်မှာလည်း TSMC နဲ့အပြိုင် SMIC ဆိုတဲ့ကုမ္ပဏီရှိပေမဲ့ဒီကုမ္ပဏီရဲ့နည်းပညာတွေက TSMC ကိုဘလို့မှမရှင်နိုင်ဘဲနဲ့နောက်ကျနေပါတယ်တရုတ်က2000 2025ခုနှစ်ကစပြီးတော့ Made in China 2025ဆိုတဲ့စီမံကိန်းနဲ့ဒီ semiconductor လုပ်ငန်းကို တိုးတက်လာအောင်ကြိုးပမ်းခဲ့ပြီးတော့နှစ်စဉ် US ဒေါ်လာဘီလျံပေါင်း150ကျော်ကိုယင်းကြီးမြုပ်နှံနေတာ။ဒါပေမဲ့ American ရဲ့နီးပညာထုတ်ကုန်တွေအပေါ်မှာတင်းကျပ်တဲ့စီးပင်းတွေကြောင့်ပဲလိုအပ်တဲ့နီးပညာတွေကိုရယူနိုင်ခဲ့ခြင်းမရှိသေးဘဲနဲ့တရုတ်ရဲ့ရည်မှန်းချက်ကမှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေပြီးတော့နီးပညာလုပ်ငန်းတွေမှာ အကြီးအကျယ်ကိုအခက်အခဲနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့အမေရိကန်အခြေစိုက်ဤပညာ giant ကုမ္ပဏီဖြစ်တဲ့ဒီ Apple, Intel, AMD, Nvidia နဲ့ Tesla တို့ရဲ့ chip တွေကိုထုတ်လုပ်ပေးနေတာဖြစ်လို့ထိုင်ဝမ်သာတရုတ်လက်ထဲကိုပါသွားရင်ဒီကုမ္ပဏီတွေအနေနဲ့နီးပညာအခက်ခဲရင်ဆိုင်အမှဖြစ်ပြီးတော့ AI ဖွင့်ပြမှုပိုင်းဒီမဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းတွေနဲ့တခြားများပြားတဲ့အစစ်မြင့်နီးပညာကုန်ပစ္စည်းတွေအထိပါတက်ရောက်မှုရှိနေတာဖြစ်ပါတယ်ဥပမာအားဖြင့် smartphone ကနေပြီးတော့ jet fighter တွေလေရင်တင်သင်းမောတွေနဲ့အာကာသဒုံးကြီးတွေအကြီးဖြစ်ပါတယ်အခုခေတ်မှာ AI ကစီးပွားရေးလူမှုရေးစီးရေးနဲ့နိုင်ငံရေးအစသဖြင့်အလွန်အလွန်အရေးပါတဲ့နေရာတွေမှာအသုံးပြုနေတာဖြစ်လို့တရုတ်အတွက်တော့ American ရဲ့ပိတ်ပင်မှုတွေကအခြိုက်ကိုဓာတ်ထက်ထက်နဲ့ထိုးစွနေတယ်လို့ခံစားနေရပါတယ်အခုဆိုရင် American ကတရုတ်ကုမ္ပဏီတွေကိုအစင်းမြင့်ချစ်တယ် ပေးမတုံးတော့လို့ Huawei Alibaba Baidu နဲ့ Samsung တို့ရဲ့ AI ဖွံ့ဖြိုးမှုကြီးဟာတည်တည်တသာကြီးကို နောက်ကျလို့နေခဲ့ပါပြီ AI ကုမ္ပဏီတွေရဲ့ Large Language Model LLM ဆိုတဲ့အစစ်မြစ်ဉာဏ်တို့ဤပညာဟာလူသားတွေအတွက်ဖန်တီးမှုတွေလုပ်ပြီးတာစာသားတွေတိစောက်ပြီးတာမိခွန်းတွေပြန်လည်ဖြည့်ကြတာတွေဘာသာပြန်ပြီးတော့တွေနဲ့တခြားအချက်လက်စစ်ဆေးပေးတာတွေကိုလုံဆောင်နိုင်ဖို့တန်းနဲ့ရှိတဲ့ပါရာမီတာတွေပါပါတယ်ဥပမာ မှပြောရရင် DLLM ဆိုတာအရန်ကြီးမားတဲ့အုံနောက်အခွန်ကြီးတွေလို့ဖြစ်ပြီးတော့အဲ့ဒီထဲကို အချက်လက်တွေများစွာထည့်ပြီးတော့လေ့ကျင့်သင်ကြားပေးဖို့လိုအပ်ပါတယ်။အဲ့လိုလေ့ကျင့်သင်ကြားဖို့အတွက်လည်း AI အထူးပြု CPU GPU Semiconductor chip တွေကို အသုံးပြုရပါတယ်။ အဲ့ဒီမှာ Nvidia ရဲ့ chip တွေကတခြား semiconductor တွေထက်၄-၅းပိုမြန်အောင်လှုပ်ဆောင်ပေးနိုင်ပြီးတော့ဒီ Nvidia ရဲ့ chip တွေကိုတိစောက်ပေးနိုင်တာက Taiwan ရဲ့ TSMC ပဲ။ ဖြစ်ပါတယ်။ဒါကြောင့်မေအမေရိကန်ကထိုင်ဝမ်ကိုစစ်အင်အားအလုံးရင်းနဲ့အကာအကွယ်တွေပေးထားပြီးတော့တရုတ်လက်ထဲမရောက်အောင်ကြိုးပမ်းနေပါ။အမေရိကန်အနေနဲ့ DTSMC ကိုထိန်းချုပ်ထားခြင်းဖြင့်ဤပညာထိတ်ကောင်ဆိုတဲ့ဘွယ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်လို့ထိုင်ဝမ်ကိုအလွန်အရေးပေးနေခြင်းနဲ့ဖြစ်ပါတယ်။တကယ်လို့များတရုတ်နဲ့ထိုင်ဝမ်သာစစ်ဖြစ်ခဲ့ရင်ကမ္ဘာစီးပွားရေးလုပ်ငန်းတွေပါ အကြီးအကျယ်ထိခိုက်လာနိုင်တာလေစဉ်းစားစရာအကြောင်းရင်းတွေဟာတစ်ချက်ပါပဲ။ ညာရှင်တွေရဲ့တွက်ချက်မှုအရဒီစစ်ပွဲကြီးကြောင့်10 trillion 10 million of million ဒေါ်လာဆုံးရှုံးနိုင်ပါတယ်ဒီပမာဏဟာညော်မှန်းလို့မရနိုင်လောက်တဲ့ဆုံးရှုံးနိုင်တဲ့ပမာဏကြီးဖြစ်ပါတယ်နောက်တစ်ခုကတော့အမေရိကန်ကဒီစစ်ပွဲထဲပါဝင်လာမှ ဖြစ်လို့လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေအရ တတိယကဘာစီကြီးဟာဖြစ်လာဖို့အတွက်ညီကြီးလက်ခံမလွဲပါဘူး။ American က2022ခုနှစ်ကလေးက TSMC မှာဒေါ်လာ1ဘီလီယံယင်းကြီးမြုပ်နှံပြီးတော့ Arizona မှာ TSMC ရဲ့စက်ရုံတစ်ခုကိုတည်ဆောက်နေပါတယ်။ဒါက Taiwan ကိုစီးအင်အားနဲ့ကာဝယ်ဖို့အပြင် American ရဲ့နီးပညာလုပ်ငန်းတွေကိုပါ ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။2025ခုနှစ်မှာ American ရဲ့ Indo-Pacific Strategy အရာ Taiwan ကိုလည်း ဲအမေရိကန်စစ်သားပေါင်း2000ကျော်ပေးပို့ထားပြီးတော့တရုတ်ရဲ့ထိုင်ဝမ်ကျွန်းသိမ်းနိုင်ရေးအစီအစဉ်ကိုတားဆီးနေပါတယ်ဒါပေမဲ့တရုတ်ရဲ့ PR ရာ2025ခုနှစ်မှာ ပိုမိုပြင်းထန်လာပြီးတော့တရုတ်ရဲ့ထိုင်ဝမ်ကျွန်းကိုပတ်ပြီးတော့စစ်ရေးလေ့ကျင့်မှုတွေက10ကြိမ်ကျော်အထိ ဖြစ်လာခဲ့ပြီးတော့ထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးကိုထိပါချိန်ချောက်လျက်ရှိပါတတိယကမ္ဘာစစ်ကြီးကိုချောင်လွှဲနိုင်ဖို့အတွက်ကတော့နိုင်ငံပေါင်းစုံကပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နီးပညာရှင်တွေရဲ့လက်တွဲလှုပ်ဆောင်မှုတွေအထူးလိုအပ်နေပါကြောင်းကြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါရစေခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင်တော့ Lion Strike လေးလုပ်ပေးစီခြင်းပါတယ်လူကြီးမင်းတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာမျှဝေပေးနိုင်ရင်တော့အထူးကျေးဇူးတင်ပါပါခင်ဗျာ